အဲကျွန်တော်ဒီနေ့တော့မိခင်လေးမှာပေါ့နော်ပြီးခဲ့တဲ့ရက်တုန်းကပြင်ကားဇက်ပါအကြောင်းကိုကျွန်တော် live လုပ်ပေးပြီးတော့အခုဒီတစ်ခေါက်မှတော့ကျွန်တော်ကြားမွေးရမည်ဆိုတော့ဟိုကာတွန်းကားလေးကိုပြန်ပြီးတော့ဟိုပြောပေးမှာပေါ့နော်ပြင်ကားဇက်ပါလို့ပြောလိုက်တာနဲ့တော်တော်များများတော့တိလောက်ကြမှာလို့ထင်တယ်အဲဒါကြောင့်မို့လို့ကြီးတဲ့သူတွေကလည်းဟိုလည်းရှိတယ်ပေါ့နော်ကိုဒီကြားလေးရဲ့မွေးရမည်ကတော့ ဘယ်လိုတွေတိကျတယ်ဘယ်လိုတွေမှတ်မိလဲဟိုကြည့်တယ်ဆိုတော့ပြင်ကားစက်ပါလို့များမလားမများမလားကျွန်တော်လည်းမပြောတတ်ပါဘူးเนาะဒါတော့မမှတ်နိုင်ဘူးပေါ့ဒါကတော့ဟိုကျွန်တော်တွေးရမယ့်အလုပ်လည်းမဟုတ်ပါဘူးကျွန်တော်လောက်ကတော့ကျွန်တော်ဒါဒီကြားလေးရမိုးရမျိုးပဲဟိုပြောပြသွားဖို့ရှိပါတယ်ဒီ don't feel ရတော့ ဟိုတရုတ် animation ပေါ့နော်တရုတ် animation ပေါ့ဒီကြားလေးကတော့ဟိုသူကဘယ်လိုမှမလုပ်လဲဆိုတော့တာမန်ကြားလေးမျိုးပဲနဲ့သူကအဖြူလေးဖြစ်နေတာပေါ့ထူးထူးခြားခြားလေးပေါ့ပြီးတော့ဟိုတိမ်မွေးတဲ့ဇက်ကောင်ပုံစံမျိုးလည်းဟိုဖန်တီးထားတာတော့တွေ့ရပါတယ်သူကတော့ကြားခပ်ပြီးပြီးကြားပေါက်တာတာဆိုတော့သူကတော့ဟိုအတိုက်အခိုက်တွေသူ့ကိုလိုချင်လို့ဖန်ဆီးရင်းနဲ့သူတွေတော့ တရားတော့ကောင်းနေအနေရီပါလေသူ့မှာတော့အနေရီမျိုးစုံရှိတာပေါ့ဟိုဇက်လိုက်ကတော့သူတို့မှာဇက်လိုက်မှာတော့သူတို့မှာမောင်နှမနှစ်ယောက်ပေါ့နော်မောင်နှမနှစ်ယောက်နဲ့တော့ကြားလေးနေရတော့ကောင်းမွန်တဲ့ relationship တော့ရှိပါလေသူတို့တော့ဟိုဒီလိုပဲစောင့်ရှောက်ပေးတဲ့ပုံစံမျိုးပေါ့သူတို့အတူတကွနေတဲ့ပုံစံမျိုးပေါ့ဒီကြားလေးကိုဖန်စီဖို့တော့အမဲလိုက်တဲ့လူစိုးနှစ်ယောက်လည်းရှိပါတယ်သူတို့ကတော့ဘီလီနေပါပဲဘာမှလည်းတိတ်ပြီးတော့ဟာသဆန်ဆန်နဲ့လောက်ထားတယ်ဆိုတော့ဘာမှလည်း ဟိုကြားလေးကိုထိခဲ့ရအောင်လဲအနေနဲ့လည်းမပေးနိုင်ဘူးပြီးတော့သူတို့ကလည်းသူတို့တောင်တိုင်ပတ်နေတဲ့နှစ်ယောက်ပေါ့နော်ဒီအမဲလိုက်မိုးဆိုးနှစ်ယောက်ကလည်းတခြားတော်ရင်တောက်အောင်နေပါလေအခန်းကြီးစီးနေလဲပါပါတယ်음သူကတော့ဘယ်လိုလဲဆိုတော့သူကဟိုစီးစီးလေးကအခန်းတော်များတော့ဟိုတော်ထဲမှာပဲများပါတယ်တော်ထဲမှာလည်းအဲ့လိုမျိုးပေါ့ကြားလေးကဟိုကြုံတွေ့ကြရတာလေးလည်းရှိတယ် အဲ့ဒါပြီးတော့ဒီအမဲလိုက်တဲ့မုတ်ဆိုးတွေရဲ့ရန်ကနေပြီးတော့ရှောင်ရှားရတာတွေပါအဖြစ်ပြက်တရောပေါ့နောက်ဆုံးသူကတော့ကြားလေးရဲ့မွေးရမီဆိုတာတိုင်းမှာသူကမွေးရမီကိုဟိုပြန်သွားမယ်ဟာမျိုးပဲသူကပေါ်ပြထားတာပေါ့ကိုကြည်ရလေးကတော့ပို့ပြီးတော့ဒီနေ့ခေတ် animation တွေလို့တော့အရင်ဟိုဇလန်းသက်ကွက်အရာကိုသူပေးခြင်းနဲ့ message တွေရောအရင်ကတော့လူကြီးဆန်ဆန် animation တော့မဟုတ်ပါဘူးသူကတော့ ကလေးကြီးတဲ့ပုံစံမျိုးဘက်ကိုပဲတော်တော်ကြီးပို့ပြီးတော့ရောက်ပါတယ်ကျွန်တော်လည်းအားကြောင့်မလို့လေចောင်းသားဘွားတော့ကဟိုနည်းနည်းခက်ငငယ်နောက်တော့ကကြိုက်ခဲ့ရလားတော့မပြောတတ်ပါဘူးအဲဒီဇာကားလေးကလည်းဟိုကြိုက်တဲ့ထဲမှာတော့ပါပါတယ်ဒီဇာလမ်းမှာတော့ကြားလေးရဲ့နာမည်ကတော့သူကတော့ကြားပြူလေးကရှောင်းဟူပေါ့နော်ရှောင်းဟူပေါ့ဟိုဇာလိုက်နဲ့တခြားဟိုဇာ ဇက်ကောင်ဇက်ဆောင်လေးရဲ့နာမည်ရတော့ဟိုကြားပြီးဆိုတော့ကျွန်တော်လည်းမေ့နေပါပြီကြားလေးရဲ့နာမည်ရှောင်းဟူဆိုတော့မှတ်မိပါတယ်သူကတော့ဒါမွေးရမျိုးပြန်မယ်ဆလာမျိုးလေးပေါ့နော်သူကတော့ကြားပြူလေးရတော့ဟိုပြောမှဆိုအဓိကဟို main character လည်းဖြစ်တယ်လို့အဲ့လိုမျိုးချစ်စရာကောင်းပြီးတိမ်မွေးတဲ့ပုံစံလေးတော့သူ့ကိုတော့ပုံဖော်ထားပါတယ်အခုချိန်မှာဒီ series လေးကိုပြန်ပြီးတော့ကြီးကွင်းရလို့ကြည့်မယ်ဆိုရင်တော့မနည်းနည်းလေးပြင်းတယ်လို့လို့ယိုဤတယ်လို့လို့ငယ်ငယ်ဘဝတော့ဖိုင်မျိုးတော့ပြန်ရမှာတော့မဟုတ်တော့ပါဘူးဒါပေမဲ့ငယ်ငယ်တုန်းကတော့ဒါအသက်အရွယ်အပိုင်းခြားပုံမှာလည်းမူတရားပေါ့အဲ့ဒီတော့ဟိုကြိုက်ခဲ့တာပေါ့လေဒါအခုချိန်မှာတော့ကျွန်တော်ဟိုပြန်ကြည့်ရင်လည်းစိတ်မျိုးလည်းအလောက်ကြီးတော့မဖြစ်ပါဘူးဒီ series နဲ့ပတ်သက်ပြီးဒါပေမဲ့လို့ဟို memory ရောအဲ့လိုမျိုးရှိတာတွေတော့ဟိုပြန်ကြောချင်နေတယ်ပေါ်လာတာပေါ့ဒါကြောင့်လည်းပဲအခု ီနေ့မှာတော့အဲဒီစကားလေးအကြောင်းပဲပြန်ပြီးတော့ပြောပြလိုက်တာပါဟိုကြာလဲကြာခဲ့ပြီဆိုတော့ဟိုဟိုရက်ကပြောခဲ့တယ်ပြန်ကစားပါလောက်လောက်တော့လဲဇလန်းနေရပုံစံမျိုးအသေးသေးကိုကကုန်ဝင်တော့ကျွန်တော်ပြန်ပြီးတော့ဟိုပုံဖော်နိုင်ရင်တော့မရှိတော့ပါဘူးဘာလို့လဲဆိုတော့အရင်လေညနေကလာလက်သိပ်ပြီးတော့ဟိုမှတ်မိမနေတော့လေအဲ့ဒါကြောင့်မို့လို့စကားနဲ့ပတ်သက်ပြီးရတော့ဒီလောက်ပဲ ကျွန်တော်မှတ်မိပါတယ်ဟိုတခြားအဲမှတ်မိတဲ့သူတွေရှိလို့ရှိရင်လည်းကိုကြိုက်တဲ့စီးနေပါတယ်ဆိုတော့ပြောသွားပေးလို့ရရပါတယ်ဒါပေမဲ့တော်တော်များများလည်းသိပြီးမှတ်မိရလို့ကတော့များမယ်နဲ့တူပါတယ်တချို့ဆိုရင်ဒီဇာတ်ကားကြည့်ခဲ့ဖို့လည်းဆိုတာတော့ပဲသူတို့ကောင်းထဲမှာ memory ရှိ ပြီးတော့ဟိုကျန်တာရတော့အရင်ကတော့မှတ်မိတော့ပါဘူးအားကြောင့်မလို့ဒီကြားလေးရဲ့မွေးရမြေကိုတော့ကျွန်တော်ဒီလောက်ပဲဟိုမှတ်မိကြတာမလို့ဒီလောက်ပဲကျွန်တော်ပြောနိုင်ပါတယ်အဲအဲဒါကြောင့်မလို့လဲ အခုပြောခဲ့တဲ့ကြားလေးရဲ့မွေးရမီ topic ကလေးအောင်ဒီလောက်ပါပဲ။ तू ကတော့ပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ဟို YouTube မှာတော့ရှိတော့ရှိတယ်ပဲ။ဒါမှမဟုတ် तू ကဟိုမွေးရင်တရုတ် version စကားပြောတော့မဟုတ်ဘူး။ तू ကစကားပြောတွေကဘယ်လိုလဲမသိဘူး။အိန္ဒိယတို့ဘာတို့အဲ့လိုဘက်တရားဖြစ်နေမှလည်းတူပြီးတော့ history ကနာလာပါလည်းမသိဘူး။အဲ့ဒီ website တခုမှလည်းတင်ထားတာတွေ့အဲ့ဒီ website နာမည်တော့ကျွန်တော်စာလုံးပေါင်းတော့မခေါ်တတ်ဘူး။အမှကြလည်း ဟိုစကားပြောတယ်ဆိုင်ထိုးတွေကတော့အဲ့ဒီဟာတွေမဟုတ်ဘူးမုံမွေးတေယောပါရှင်မဟုတ်ဘူးပေါ့နော်အဲ့တော့ကြည့်ရတယ်လေလိုလိုတော့ဖြစ်ဖြစ်နေလိမ့်ပါမယ်ကျွန်တော်အဲ့ဒီမနေ့ကလောက်ကြမှာပဲဟိုပြန်ရှာပြီးတော့အဲ့ဒီ link ကိုတော့ comment ထဲမှာတော့ပို့ပေးထားပါမယ်တကယ်လို့ဟိုကြည့်ရင်လည်းဆိုလို့ရှိရင်တော့အမှအလွမ်းပြီးပြန်ကြည့်ကြည့်ပေါ့လေဟိုကြည့်လို့ရှိရင်တော့ငယ်ပွားတော့ကအဲ့လိုမျိုးခံစားချက်ကိုပြန်ရမရတော့ကျွန်တော်လည်းဒါတော့မပြောတော့ပါဘူးအဲ့ဒီပြန်ပြီးတော့ရှာပြီးတော့အဲ့ဒီ link ကိုတော့ comment မှာတော့ပို့ပေးထားပါမယ်အဲ့ဒီ website link လည်းပြင်ပြင်မယ်ဒါမှမဟုတ် YouTube link လည်းပြင်ပြင်မယ် YouTube link ကိုတော့အသားပေးပြီးတော့ share ပေးပါမယ်ဘာလို့လဲဆိုတော့ကြည်ရလဲပို့ပြီးလွယ်တာပေါ့သူကတော့ဟိုရုပ်ထွက်အနေနဲ့ကတော့360ဒါမှမဟုတ်480 resolution လောက်ပဲရမယ်နဲ့တူတယ်ဘာလို့ဆိုတော့အဲ့ဒီခေတ်ကလည်းအရင် 8D လိုမျိုးကြီးကြီးလေးလေးရုပ်ထွက်နဲ့ဟာမျိုးတွေကစကားတိုင်းမရနိုင်ဘူးလေဟိုနာမည်ကြီးခဲ့တဲ့ animation တွေထားပါတော့ twin story တို့ဘာလို့လိုမျိုးအဲ့လိုမျိုးတကယ်တိတ်တိတ်ကျဟို disney တို့ဘာလို့ပြီးတော့ အဲ့လိုမျိုး animation တွေလောက်ပဲသူကတော့အကြည်ပါရှင်ရတာပဲဟိုးစားတော့ဟိုကြီးတော့ကြီးတယ်ပေါ့ဒါမှကြီးလို့အဆင်ပြေတဲ့စုံလောက်ပဲရမှာပေါ့အဲ့လိုလောက်ပဲရလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်လင်းလေးနဲ့မနှက်ဖက်လောက်ကြရင်တော့ပြန်ပြီးရှားပေးပါမယ်ခုကတော့ဟိုအိတ်ကလည်းနေပြီဆိုတော့နောက်နေ့မှပဲရှားပေးပါမယ်ကြားလေးရမွေးရမီ topic ကလေးကတော့အမ်ဒါဒီလောက်ပါပဲကျေးဇူးပါအားလုံးပဲ